ညဉ့်ဉန်းပြည်တွေကိုခရီးထုတ်လုံရောင်းချတဲ့ပင်ရည်တံတွေကိုစစ်ဆေးအေးအေးယူသွားမှာဖြစ်ပြီးအရွယ်မရောက်သေးတဲ့မိန်းကလေးငယ်တွေကိုမတိမ်မှုကျူးလွန်မှာကလည်းထိရောက်တဲ့ပြည်တံတွေကိုချမှတ်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဒုတိယရဲမှူးကြီးဝင်းကြီးကဆိုပါရယ်လက်ရှိမှာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကိုမတိမ်မှုကျူးလွန်သူတွေကိုထိရောက်တဲ့ပြည်တံချမှတ်ဖို့အစီအစဉ်ရမှာဥပမာအနေနဲ့တာမန်မတိမ်မှုကျူးလွန်သူကို၅နှစ်ချမှတ်ရင် တပ်ငယ်မတိန်မှုကျူးလွန်သူကို10နှစ်အထိချမှတ်မှာဖြစ်တယ်လို့ဒုတိယရဲမှူးကြီးဝင်းကြည်ယာဆိုပါတယ်။အခုနှစ်ပိုင်းမှာရန်ကုန်တိုင်းဒေသကြီးအတွင်းအရွယ်မရောက်သေးတဲ့မင်းကလေးငယ်တွေမတိန်မှုကျူးလွန်ခံရခြင်းတွေမကြာခဏဖြစ်ပွားလျက်ရှိနေပါတယ်။ဒီလိုကျူးလွန်ခံရမှုတွေမှာပထွေးရကျူးလွန်မှုဆွေမျိုးသားချင်းနဲ့ပတ်ဝန်းကျင်ကကျူးလွန်တဲ့ဖြစ်စဉ်တွေလည်းပါဝင်နေပါတယ်။မတိန်မှုတွေဖြစ်ပွားမှုရောကြစေဖို့အတွက်မြို့နယ်ကျေးရွာတွေမှာရှုံချပွဲတွေ အသိပညာပေးဟောပြောပွဲတွေပြုလုပ်လျက်ရှိသလိုစင်စာမဲ့ဗီဒီယိုခွေရောင်းချမှုတွေကိုလည်းထိရောက်တဲ့ပြည်ထောင်တွေချမှတ်နိုင်မှုအတွက်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။တက်ငယ်မတိမ်းမှုကျူးလွန်ခံရမှုတွေမှာယုံကြည်စိတ်ချလို့ပတ်ဝန်းကျင်ကိုအနှံ့ရကနေကျူးလွန်ခံရမှုတွေရှိနေတာကြောင့်မိမိတို့ရဲ့ကလေးကိုဘသူထံမှမှယုံကြည်မှုထားပြီးအနှံ့မထားသင့်ပေမိခင်အရင်ကသာစောင့်ရှောက်ပေးဖို့လိုအပ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဒုတိယရဲမှူးကြီးဝင်းကြီးကပြောပါဗျ။ 2013ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိ10လတာကာလအတွင်းမှာပဲမဒိမ်းမှုဖြစ်စဉ်ပေါင်း129မှုဖြစ်ပွားခဲ့ပြီးအဲ့ဒီထဲမှာ83မှုဟာတပ်ငယ်မဒိမ်းမှုတွေဖြစ်တယ်လို့သိရပါဗျ။